မွေးစေးအကြောင်းကျွန်တော်ဒီမှာနည်းနည်းလေးရှင်းပြမယ်ကျွန်တော်တို့အဖေတွေလက်ထက်မှာဘိန်းဘိန်းဖြူစပြီးတော့ဘိန်းဖြူခက်စားတယ်ကွန်ပျူတာစင်တို့ဘာလို့ပေါ့နော်ဘိန်းဖြူခက်စားတယ်ဘိန်းဖြူတုံးကြတယ်ပြီးလို့ရှိရင်နောက်ထပ်ကျွန်တော်တို့လူငယ်ဘဝမှာ WY နေတုံးကြတယ်ခက်စားတာပေါ့နော်ခက်စားဘိန်းဖြူခက်စားပြီးရင် WY ခက်စားတယ်ပြီးအခုပါတီဒရက်တွေခက်စားတယ်ဆိုတော့အဲ့ဒီ၃ခုမှာကျွန်တော်ပြောပြမယ်။ဘိန်းဖြူက၃ပြီးလို့ရှိရင်ဆွဲတယ် ဆွဲပြီးလို့ရှိရင်တော့ဘာဖြစ်လဲဆိုတော့ဘိန်းဖြူမရလို့ရှိရင်ကြမ်းကြမ်းတန်းတန်းနေလို့တယ်ဟိုအသိစိတ်တွေလွတ်တယ်ရင်းနေထားတယ်ပြီး WI သုံးပြီးရင်တကယ်ဆွဲတယ်နှစ်ခါသုံးခါလောက်သုံးပြီးမှအဲ့ကောင်ကျိန်းတည်ဆွဲတယ်ဆွဲပြီးသွားလို့ရှိရင်တော့ဘာဖြစ်လဲဆိုတော့အဲ့ WI မှမရလို့ရှိရင်ဟိုကိုမိဘအရင်းတို့လောက်မှဒီမူစီအတွက်ဓာတ်နဲ့လိုက်တာလို့ဟိုအင်ရပစ္စည်းတွေခိုးရောင်းတာလို့ပြီးရင်ကိုယ်ဇနီးမယားတာသမီးညီကောင်မောင်နှမတွေပုံမှာတန်တရားဝင်တာလို့မျိုးစုံပေါ်ကြမ်းကြမ်းတန်းတန်းနေအများကြီးလုပ်တယ် အခုခေတ်အရန်စားနေပါတီကြွက်တွေကသုံးပြင်းတကယ်မစွဲဘူးလုံးဝမစွဲဘူးချက်ချင်းဖြတ်မယ်ဆိုရင်ချက်ချင်းရက်လို့ရတယ်အဲ့ဒါကပြဿနာလူတွေကပြောတယ်ဟဲ့အောင်မင်းမွေးစေးဆွဲတယ်ဟာမင်းဒီဟာလေးတုံးကြည့်လိုက်မင်းဘယ်တော့မှမစွဲဘူး AC ပဲတကယ်ချင်းဟုတ်တယ်မစွဲဘူးပြီးတော့ဒီဟာမသုံးအားလို့လေကြမ်းကြမ်းတန်းတန်းနေခုနက WY တို့ဟိုဟာတို့ဘိမ့်ပြူလို့လို့ကြမ်းကြမ်းတန်းတန်းနေဟာဟိုဒါနဲ့လိုက်ခုတ်ပလိုက်မယ်လို့ဘာလို့ဒီဟာမသုံးအားလို့ငရင်းနေထားတယ်လို့လည်းမရှိဘူးအဲ့ဒါကဒီဟာရဲ့ဆွဲဆောင်မှုတမျိုးဖြစ်နေတာ